အလုံးမဲမင်္ဂလာပါရှင်မန္တလေးခေတ္တသတင်းဌာနကနေနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2025ခုနှစ်အတွင်းအလင်းဝင်သူနှင့်ဖမ်းမိသူစစ်ကောင်မရှင်တပ်သား2200ကျော်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလကုန်စတုဒ္ဒပတ်အထိစီကော်မရှင်တပ်ကနေအလင်းဝင်ပူပေါင်းသူနဲ့လက်နက်ချစစ်တုံးပန်းအရေအတွက်2246ရောက်ရှိတယ်လို့ပြည်သူ့ပန်းတိုင်ထံကသိရပါဗျ။ ပြည်သူ့ပန်းနိုင်ရဲ့အချက်အလက်တွေအရအော်တိုဘာလနောက်ဆုံးအပတ်ထဲမှာပဲအလင်းဝင်ပူပေါင်းသူနဲ့လက်နက်ချစစ်တုံပန်းစစ်ကော်မရှင်အဖွဲ့ဝင်စစ်သားရဲနဲ့ပြည်သူ့စစ်စုစုပေါင်း15ယောက်ရှိခဲ့တယ်လို့သိရပါတယ်။အလင်းဝင်လာသူတွေမှာစစ်သားတယောက်စစ်မှုထမ်းတပ်သား၄ယောက်စစ်တုံပန်းအဖြစ်ဖမ်းဆီးရမိသူတွေကတော့10ယောက်ရှိကြောင်းသိရပါတယ်။ဒီစရင်ကတော့အော်တိုဘာလနောက်ဆုံးဖက်တပတ်စာစရင်ပေါ့နော်။လာချုပ်တွေကိုပြန်ရှင်ကြည့်ရင်အရင်တွေနဲ့ရှင်ကြည့်ရင်အများကြီးတိုးလာတာလည်းမရှိသလိုအများကြီးလျော့သွားတာလည်းမရှိပါဘူး။ တလားစာချင်းရှင်ကြည့်ရင်တော့အရင်လားနဲ့အရင်မကွာဘူးအပတ်စဉ်ကတော့အတိုးအယော့ပုံမှန်ပြောင်းနေတာပဲလို့ပြည်သူ့ပန်းတိုင်တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်ပြည်သူ့ပန်းတိုင်ရဲ့ထုတ်ပြန်ချက်မှာစစ်ကော်မရှင်ရဲ့အောက်ခြေစစ်သားတွေအနာဂတ်ဟာတိုက်ပွဲတွေနဲ့အတူမှုံဝါပြောက်ကွယ်နေစေမို့အလင်းဝင်လက်နက်ချခြင်းကသာခုငိမ့်ချမ်းရေးကိုရှာယူနိုင်ကြမဲ့တခုတည်းသောလမ်းဖြစ်တယ်လို့ဆိုထားပါတယ်အခုထုတ်ပြန်ထားတဲ့စည်ရင်းတွေဟာအလင်းဝင်လာသူတွေစစ်တုံးပန်းအဖြစ်ဖမ်းမိသူတွေနဲ့လက်နက်ချသူတွေရဲ့စည်ရင်းကိုသာကောက်ယူထားတာဖြစ်ပြီး စစ်တပ်ကနေထွက်ပြေးသွားသူတွေလိုမျိုးလက်လက်မမီတဲ့တပ်ပြေးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ပြည်သူပန်တိုင်ဟာအလင်းဝင်လာသူတွေကိုနှွေးထွေးစွာကြိုဆိုနေပြီးဘဝဆက်လက်ရည်တည်ရေးအတွက်လှဆင်တင်နန်းပို့ချပေးနေတဲ့အစီအစဉ်တွေလည်းရှိတယ်လို့သိရပါတယ်။ကျွန်တော်တို့ပြည်သူပန်တိုင်အနေနဲ့ပေါင်စီလန်တမွေးဌာနကနေဒီဘက်ပြောင်းလာသူတွေခိုးလုံသူတွေပေါ့နော်စီရီယန်တွေရှိမယ်။တက်မီသားစုဝင်တွေရှိမယ်။စစ်မှုရန်တပ်သားအစ်တွေရှိမယ်။သူတို့တွေအတွက်လှဆင်တမွေးပညာတွေပို့ချနေတာရှိပါတယ်။ ဥပမာယောက်ျားလေးဆိုရင်ဆက်ပြင်းတာဖုံးပြင်းတာမိန်းကလေးဆိုအချုပ်တာရက်ခုတ်တာစတာတွေပေါ့နော်ဘဝရည်ရည်ရဲ့အတွက်တမွေးပညာတွေသင်ကြားနေတာတွေရှိတယ်လို့သူကဆိုပါတယ်ဆက်လက်ပြီးအမားများသာကျူးလွန်နေတဲ့မေအောင်လိုင်းဟာတိုင်းရင်းသားများအမှန်မြင်လာဖို့လိုအပ်ဟုပြောလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် တိုင်းဒီအာနာကိုလက်နဲ့အားကိုဖြင့်ဗတ္တရာလူယူခဲ့ပြီးပြည်သူများကိုနေစဉ်တပ်ဖြတ်နေသည့်မြေအောင်လိုင်းကတိုင်းသားများအမြင်မှန်ဖို့လိုအပ်ကြောင်းယနေ့နိုဝင်ဘာ9ရက်တွင်ကြားရောက်သည့်တင့်80ပြည့်ကရင်ပြည်နယ်နှင့်အခမ်းအနားသို့ပေးပို့သည့်တဝန်လွှာ၌ကြေညာခဲ့ခြင်းဖြစ်ပါသည်။အဆိုပါတဝန်လွှာ၌ကရင်ပြည်နယ်အပါအဝင်ဒေသအချို့၌မတည်ငြိမ်မှုများဖြစ်ပေါ်နေရခြင်းသည်တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ကြောင့်ဖြစ်သည်ဟုမြေအောင်လိုင်းက၎င်း၏လုပ်ရပ်ကိုဖုံးကွယ်ပြီးတပါးသူကိုအပြစ်ဖို့ခဲ့ပါသည်တဲ့။အရင်ကတည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး တိုင်းရင်းသားပြည်သူတွေအေးချမ်းလွတ်လပ်စွာသွာလာနေထိုင်ခဲ့တဲ့ကရင်ပြည်နယ်ကဒေသအချို့မှာယခုအခါတည်ငြိမ်အေးချမ်းမှုခင်းမဲ့ပြီးပြည်သူတွေဆင်းရဲဒုက္ခခံစားနေကြရတာဟာဝမ်းနည်းချေကွဲပွဲဖြစ်ပါတယ်။ဒါကြောင့်အမှန်ကိုရှုမြင်ပြီးပြည်နယ်အေးချမ်းသာယာရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုအလေးထားဆောင်ရွက်ဖို့အချိန်အခါဖြစ်ပါတယ်ဟုမင်းအောင်လိုင်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိတိုင်းပြည်အခြေအနေသည်စစ်တပ်အာဏာသိမ်းမှုကြောင့်အဖက်ဖက်ကရွှေရွင်းခဲ့ပြီးနေစဉ်တိုက်ပွဲများဖြစ်ပွားကပြည်သူသန်းနှစ်ချီစစ်ပေးရှောင်နေရမှုမှာ စစ်ကော်မရှင်ချောက်ဖြစ်တီကိုနိုင်ငံတကာကထောက်ပြထားတော့လေရင်းအချက်ကိုမူမင်းအောင်လိုင်းကမသိသလိုနေထိုင်လျက်ရှိပါတယ်စစ်တပ်အာဏာသိမ်းပြီးတော့ခရီးပြည်နယ်မှာနေစဉ်လေးကြောင်းတိုက်ခိုက်မှုတွေအရက်သားတွေကိုပြစ်မှတ်ထားပြီးစစ်တပ်ကလက်နက်ကြီးပစ်တာကြောင်းပြည်နယ်မငြိမ်မသက်ဖြစ်ရတာလေသူကြောင့်ဖြစ်တာကိုတခြားသူတွေကိုလွှဲချနေတယ်တကယ်အမြင်မှန်ဖို့လိုနေတာကမင်းအောင်လိုင်းပဲဟုခရင်ပြည်နယ်အတွင်းရှိတော်လိုင်းရဲဘော်တအူးကမှတ်ချက်ပြုပါတယ် ထိုကဲ့သို့မင်းအောင်လိုက်အာနာသိမ်းမှုကြောင့်ပြည်သူများသည်တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများထံမှစစ်ပညာသင်ယူပြီးစစ်အာဏာရှင်ကိုဖြုတ်ချလိုသည့်အတွက်လက်နက်ကိုင်တော်လှန်ရေးကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။သူတို့စာအုပ်အစိမ်းကြီး2008ခြေကိုတောင်ချိုးဖောက်ပြီးအာနာသိမ်းခဲ့တဲ့ကောင်ကအမှန်ကိုရှုမြင်ပါလို့ပြောတာတကယ်ကိုရှည်ရတယ်။တိုင်းပြည်တစ်ခုလုံးဗျံပဓာဖြစ်အောင်လုပ်တာသူပဲတည်းတရက်ခံကရဲလုတ်ချင်နေတဲ့ဟုနိုင်ငံရေးလှိလာသူတအူးကတုံ့သက်ပါတယ် ထို့ပြင်မေအောင်လိုင်ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆန္ဒမဲပေးပိုင်ခွင့်ရှိသူအလုံးဤအခွင့်အရေးများနှင်နာမှုမရှိစေရေးနှင့်ဤလန်ကြာနာမှန်ကန်မှုရှိသောဂုံတိတ်ခါရှိသောအထွေထွေရွေးကောက်ပွဲတရက်ဖြစ်စေရေးအတွက်လူတို့ဦးချင်းစီဤလူမှုစည်းပွားတိုးတက်ရေးကိုဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာတိုင်းဒေသကြီးပြည်내အလိုက်သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်ရည်မှန်းချက်များချမှတ်ပြီးအောင်မြင်အောင်ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ရှင်ပြင်းစစ်ကော်မရှင်ကနိုင်ငံ၏လူမျိုးအပေါ်ကြားရောက်ပြီးအခက်အခဲအကျက်တိမ်စိန်ခေါ်မှုများကိုတိုင်းရင်းသားများနဲ့ပူးပေါင်းပြီးရင်ဆိုင်ကျော်လွှားမည်ဟုဝါဒဖြန့်စည်းရုံးမှုကိုလည်းမင်းအောင်လိုင်ကပြောကြားခဲ့သည်။မင်းအောင်လိုင်တဝင်းလွှာနိုင်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုနိုင်ငံတကာနှင့်ပြည်တွင်းဝေဖန်မှုများကိုလစ်လျူရှုပြီးပရိပခဖြစ်ပွားနေမှုများအားတိုင်းသားလက်နက်ကိုင်အဖွဲ့များထံတွေ့ချားသည့်စကားများကိုပြောကြားမှုများပြုလုပ်ခဲ့သည်။ကျမ ãi တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။